ာတီငွေကြက်တန်းပေါင်း6000ကျော်နှင့်ကန်ဒေါ်လာ4000ကျော်တန်ချေးရှိလုပ်ငန်းများဆောင်ရွက်ခွင့်ပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ကိုမြင့်ဆောင်2025ကျိမြောက်အစည်းအဝေးကိုယမန်နေ့နနက်ပိုင်းကရန်ကင်းမြို့နယ်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှကျင်းပခဲ့ပြီးမတီရင်းနှီးငွေချက်6493ဒရမ835တန်းနှင့်အမေရိကန်ဒေါ်လာ4ဒရမ693တန်းတန်ချိတ်ရှိတဲ့လုပ်ငန်းတွေကိုဆောင်ရွက်ဖို့ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။ ရောင်းတိုင်းဒေသကြီးရင်းနှီးမြုံနှမ်းမှုကော်မတီရနေနဲ့ဟိုတယ်နှင့်ခရီးသွားလာရေးခန္ဓာတွင်ရန်ကိုင်းနှုံးပြေမြန်မာနိုင်ငံသားရင်းနှီးမြုံနှမ်းမှုလုပ်ငန်းတခုဆက်မှုခန္ဓာတွင်ရန်ကိုင်းနှုံးပြေမြန်မာနိုင်ငံသားရင်းနှီးမြုံနှမ်းမှုလုပ်ငန်းတခုရန်ကိုင်းနှုံးပြေနိုင်ငံသားရင်းနှီးမြုံနှမ်းမှုလုပ်ငန်းတခုနှင့်ဖက်ဆက်နိုင်ငံသားရင်းနှီးမြုံနှမ်းမှုလုပ်ငန်းတခုတို့ကိုအတိပြုပေးခဲ့တာဖြစ်ပါသည် အတီးပြုတ်ပေးခဲ့တဲ့လုပ်ငန်းများမှာဟိုတယ်နှင့်ဝန်ဆောင်မှုလုပ်ငန်း၊တရားရှာခိုင်နှုန်းပြိပအတင်ပို့မဲ့ဘဲအမျိုးမျိုးနှင့်နှံသန့်စင်ချိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းနဲ့စံထွက်ပစ္စည်းများချိတ်ခွဲသန့်စင်ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း၊ mattress နှင့်ဖုန်းအမျိုးမျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CNB စနစ်ဖြင့် wearing apparel အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပါသည်။ အဆိုပါရှင်နီမြုံနှမ်းမှုလုပ်ငန်းများမှပြည်တွင်းအလောက်အကရန်ခွင့်အလန်း1468ဦးအတွက်ဖန်တီးပေးနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။